Did you know? တမိုင်းမှာအကြီးကျယ်ဆုံးဓာပြတိုင်မှုတစ်ခုကနေရလာတဲ့ယရနာတွေကအဲ့ဒီဓာပြတိုင်မှုမှာပါဝင်ခဲ့သူဒိုင်းမီပါကိုနှစ်ပေါင်းများစွာကြာအောင် လိုက်လံချောင်းလန့်ပြီးအသက်ဆုံးရှုံးစေခဲ့တဲ့ဂျင်းစာတင်ရွှေတုံးများဆက်လန်းတဘောတကယ်ပဲရှိခဲ့တယ်ဆိုတာသင်သိပါသလားသင်သိပါသလားပြီးခဲ့တဲ့အပိုင်းမှာတော့ Britain ရဲ့ Securities ဓာပြတိုင်မှုအကြောင်းကိုတင်ဆက်ခဲ့ပါတယ်ဒီနေ့တမိုင်းဝင်အကြီးကျယ်ဆုံးဓာပြတိုင်မှုများ series ရဲ့စတ်ထမအပိုင်းမှာတော့ ဗြိတိန်ရဲ့အကြီးအကျယ်ဆုံးရွှေလူရမှုကြီးအဖြစ်သမိုင်းဝင်ဟေ Brings Mad Robbery အကြောင်းကိုတင်ဆက်ပေးသွားမှာပါ1983ခုနှစ်နိုဝင်ဘာလ26ရက်နေ့နနက်6:40မိနစ် London Heathrow လေဆိပ်အနီးက Brings Mad လုံခြုံရေးတူလောင်ယုံကြီးစီကိုဝင်တဲ့နေ့တယောက်ပြီးတယောက်ရောက်လာကြပါလေအဲ့ဒီအချိန်မှာပဲမျက်နှာဖောင်းဆွတ်ဓာပြတ်6ယောက်ကဝင်တဲ့နေ့ကိုတနက်နဲ့ထောက်ပြီးဝင်ရောက်စီးနင်းခဲ့ပါလေဒီဓာပြတ်တိုက်မှုကဘယ်လိုဖြစ်နိုင်ခဲ့သလဲ အဓိကတော့ချက်ကတော့အတွင်းလူပါအဲ့ဒီတော်လုံးယုံမှာအလုံးလုံးနေတဲ့လုံကျုံအေးအဆောင်အန်တိုနီဘလက်ကိုရိုင်ကဓာပြရတဲ့နဲ့ပူပေါင်းကြံစီခဲ့တာပါဘလက်ကဓာပြရတဲ့ကိုအဆောင်ဦးတဲ့ကိုဝင်ကွင့်လွယ်လွယ်ကူကူနှင်ကွင့်ပေးခဲ့ပြီးသူ့လုတ်ဖို့ကင်ဖက်တွေကိုပါဖမ်းဆီးဖို့ကူညီပေးခဲ့ပါတယ်ဓာပြကွိုင်းကောင်းဆောင်မီကေမက်ကာဗွိုင်းနဲ့ဘရိုင်းရော့ဘင်ဆန်တို့ဟာဝင်နန်းတွေကိုချိုးတုပ်ပြီးသူတို့ရဲ့ခေါင်းတွေပေါ်ကိုတက်စီတဲ့လောင်ချခဲ့ပါတယ်ပြီးတော့မီးရှစ်ချစ်ပြပြီး မီးခန့်ဒေတာရဲ့ combination number တွေကိုမပြောရင်မင်းတို့ကိုမီးရှို့ပစ်မယ်လို့ချိန်မြောက်ခဲ့ပါတယ်။တေဘေးနဲ့ရင်ဆိုင်ရတဲ့ဝန်တန်းတွေကလည်းနံပါတ်တွေကိုချက်ချင်းပဲဖြန့်ဟခဲ့ရပါတယ်။ဒါပြရတဲ့မူလအစီအစဉ်ကမီးခန့်ဒေတာတွေဝါရှိနေတယ်လို့သတင်းရထားတယ်။ Spain Bank တခုရဲ့ငွေသားပေါင်ထုံးတန်တန်ဖိုးရှိတဲ့ငွေသားကိုလူရက်ဖို့ပါပဲ။ဒါပေမဲ့မီးခန့်ဒေတာတငါးကြီးပွင့်သွားတဲ့အခါမှာတော့သူတို့အားလုံးအံ့ဩမှန်သက်သွားခဲ့ရပါတယ်။သူတို့တွေးလိုက်ရတာကငွေသားအနည်းငယ်သာမကပဲ။ ေတာပေါင်း86လုံးနဲ့ပြည်နေတဲ့ရွှေချောင်းအတုံးအခဲပေါင်း6800တုံးတန်ဘိုးမဖြတ်ရသေးတဲ့စိန်ရိုင်းနေနဲ့ပလက်တီနမ်တွေပါစုစုပေါင်းတန်ဘိုးကပေါင်း26တန်ဒီနေ့ခဲ့တန်ဘိုးပေါင်း300ကျော်ရှိပါတယ်သူတို့ဟာထင်ထားတာတဲ့အစပေါင်းများစွာပိုကြီးတဲ့ထီကြီးတဲ့လုံးကိုပေါက်သွားခဲ့တာပါသူတို့ဟာရွှေတန်ချင်းသုံးတန်ကျော်ကိုသူတို့ရဲ့ get away van ကြီးတဲ့ကိုတဲထက်ဟိုနှစ်နာရီနီးပါအချင်းယူခဲ့ရပြီးမနက်၈နာရီခွဲမှာတော့ အေးအေးဆေးဆေးပဲထွက်ခွာသွားကြခဲ့ပါတယ်။ဒါဟာ breeding သမိုင်းရဲ့အကြီးအကျယ်ဆုံးလူရမှုကြီးဖြစ်သွားပါတယ်။ဒါပေမဲ့ဇာလန်းကောင်းကအခုမှစတာပါ။ငွေကိုခိုးတာကတော့လွယ်ပေမဲ့ရွှေတန်းချင်းသုံးတန်ကိုခိုးတာကတော့မလွယ်ပါဘူး။ဒီရွှေချောင်းအားလုံးမှာမတုံတဲ့နံပါတ်တွေတစိ့တွေပါရှိပါတယ်။ဒီအတိုင်းပေါ်တင်ရောင်းလို့မရပါဘူး။ဒီရွှေတွေကိုတရားမဝင် အရေးကြော်ပြီးတတမအတ္တအထည်ပြန်လဲတွင်းလို့ဖို့လိုခက်လာပါတယ်။ဒီနေရာမှာပဲ Prince Med Chainsa Cues of the Prince Med Gold ကအစပြုလာတော့ပါတယ်။ Mickey McAvoy ကရွှေတွေကိုအရေးကြောဖို့အတွက် Canet No လို့ခေါ်တဲ့ရွှေအရေးကြောလုပ်ငန်းပိုင်ဆိုင်တရာကိုအကူအညီတောင်းခဲ့ပါတယ်။ No ကဒီရွှေတွေကိုသူ့ရဲ့ channel တွေကအလုပ်ယုံငယ်နဲ့တခုထဲမှာ Jading ကပြန်နိုင်တဲ့ရော်မောအရေးကြောပြီးရွှေအသစ်အသစ်ပြန်လဲသွင်းလုပ်ပြီးနိုင်ငံတကာဈေးကွက်ထဲကိုတဖြည်းဖြည်းနဲ့ပြန်လဲရောင်းချခဲ့ပါတယ်။ရဲတွေကလည်းဒီအမှုကိုအပြင်းထန်လိုက်လံစုံစမ်းခဲ့ပါတယ်။ 1985ခုနှစ်မှာစုံတော့တယောက်ဖြစ်တဲ့ John Fordham က노ရဲ့ခြံဝင်တဲ့ကိုယူရှုဝိုင်စုံစမ်းဖို့ဝင်ရောက်ခဲ့စဉ်노ကသူ့ကိုဓာတ်နဲ့အချင်းချင်းထိုးတက်ခဲ့ပါတယ်။노ကတရားရုံမှာသူ့ကိုသူကာကွယ်ခဲ့တာဖြစ်တယ်လို့ခုခံတခိုင်ပြီးလွတ်မြောက်သွားခဲ့ပါတယ်။ဒီအဖြစ်အပျက်ကအစပင်ရှိသေးပါတယ်။ဒီဓာတ်ပြတ်ကိမ့်မှုနဲ့ဆက်ဆက်နေတဲ့လူတွေရွှေတွေကိုဝေဝက်ခွဲယူခဲ့တဲ့လူတွေဟာတယောက်ပြီးတယောက်တပ်ဖြတ်ဆင့်ခံရတော့ပါတယ်။ဓာတ်ပြတ်ကွိုင်းကုန်းဆောင်ချာလီဝစ်ဆင်ဟာ စပိန်နိုင်ငံမှာသူ့ရဲ့အိမ်မှာလုံခြံတပ်ဖြတ်ခံရပါတယ်။ရွှေတွေကိုအရေးကြော်ရရမှာကူညီပေးသူဂျွန်ပါမာဟာသူ့ရဲ့အိမ်မှာတနက်နဲ့ဖြစ်တတ်ခံရပါတယ်။ဒီလိုနဲ့ဒီရွှေတွေနဲ့ဆက်ဆက်ခဲတဲ့လူပေါင်း20ကျော်ကနှုတ်ပေါင်းများစွာအတွင်းမှာတေချုံချင်းပျောက်ဆုံးချင်းတွေနဲ့ကြုံတွေ့ရပါတယ်။ဒါပြတဲ့ဟာသူတို့ရလိုက်တဲ့ရွတ်ရငွေပုံကြီးကောင်လောဘတက်ပြီးအချင်းချင်းတစ္ဆာဖောက်ပြီးပြန်လဲတတ်ဖြတ်ခဲ့ကြတာပါ။နောက်ဆုံးမှာတော့ ဒါဗျခေါင်းဆောင်မီခေမတ်ခဗွိုင်းနဲ့ဘရိုင်ယန်ရိုဘင်းစန်တို့အဖမ်းခံခဲ့ပြီးထောင်ဒဏ်25နှစ်စီချမှတ်ခံခဲ့ရပါတယ်။ကန်နစ်နိုးကိုလည်းနောက်ပိုင်းမှာရွှေအရေကျော်မှုနဲ့ထောင်ချနိုင်ခဲ့ပါတယ်။ဒါပေမဲ့ခိုးယူသွားတဲ့ရွှေကန်ကျင်း၃ပန်တက်ကအများစုကိုယနေ့တိုင်ထိပြန်လဲတွေ့ရှိခဲ့ခြင်းမရှိတော့ပါဘူး။ကျွင်းကျင်တဲ့သူတွေရဲ့အဆိုနဲ့1984ခုနှစ်နောက်ပိုင်းပြည်ထိုင်နိုင်တာမှာတင်ဝယ်ယူခဲ့တဲ့ရွှေလက်ရရတနာမြန်တမြဟာ Brings Met က ကျိန်စာတင့်ရွှေတွေနဲ့ရောမျောထားတဲ့ရွှေတွေထင်နိုင်ရင်အញ្ញိုင်းများတယ်လို့ဆိုကြပါတယ်။ဒီလိုနဲ့သမိုင်းရဲ့အကြီးအကျယ်ဆုံးရွှေလူရမှုကြီးဟာလောဘသစ္စာဖောက်ခြင်းနဲ့တေဆုံးခြင်းတွေနဲ့ပြည့်နှက်နေသွေးဆွေးနဲ့ဇက်လန်းတဘို့အဖြစ်အဆုံးသတ်ထည့်ရပါတယ်။နောက်ထပ်သမိုင်းဝယ်အကြီးအကျယ်ဆုံးဓာဖြတ်တိုင်းမှုများ series ရဲ့အပိုင်းမှာတော့ဘရာဇီးနိုင်ငံရဲ့ကမ္ဘာအကြီးဆုံးဘန်တွေကတစ်ခုဖြစ်တဲ့ဘဟုန်ဘန်ကြီးရဲ့မြေအောက်မိခန်တီသားစီကို ပေါ်လုံကွင်းတကွင်းစာဥမင်လောင်ထူပြီးဝင်ရောက်လူရရခဲ့တဲ့ The Central Bank of Brazil robbery အကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့အရင် like and follow လုပ်ပြီးတင်ရဲ့မိတ်ဆွေတွေကို